ဂျာမနီဂျယ်ဝင်းဖလိုရီယန်ဗတ်ရဲ့အပြောင်းအရွှေ့ဟာပြီးမြောက်တော့မလို့လို့နဲ့အချိန်အနည်းငယ်ကြာမြင့်နေတာကိုတွေ့ရပါတယ်။ဒါဟာပြောင်းရွှေ့ခြင်းညှိနှိုင်းမှုကြောင့်ကြာမြင့်နေတာဖြစ်တယ်။ဒါကြောင့်မလို့ဒီဗီဒီယိုမှာတော့အပြောင်းရွှေ့ရဲ့သဘောတဘာဝပြောင်းရွှေ့ခြင်းသဘောတဘာဝနဲ့ဘလို့အလုပ်လုပ်တယ်လဲ။ဘာကြောင့်ဒီဒီဆာကြာနေရတယ်လဲဆိုတဲ့အကြောင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ အားလုံးမင်္ဂလာပါ C2 Opinio ကနေကြိုဆိုလိုက်ပါတယ် Florian Vaz ရဲ့ Liverpool အပြောင်းအရွှေ့ကအင်မတန်နီးစပ်နေပြီဒါပေမဲ့လွန်ခဲ့တဲ့3ပတ်လောက်ထဲကအင်မတန်နီးစပ်နေတာအခုချိန်ထိလည်းအင်မတန်နီးစပ်နေတဲ့အခြေအနေနဲ့သူတို့ညှိနှိုင်းနေကြတယ်ပေါ့နော်အဲ့တော့ဒီဖြစ်ရဟာအပြောင်းအရွှေ့တွေရဲ့သဘောတဘာဝကိုပြရတယ်အထူးသဖြင့် Mega အပြောင်းအရွှေ့တွေရဲ့သဘောတဘာဝကိုပြရတယ်အဲ့တော့ထုံးစံအတိုင်းပဲတကယ်တော့ကြားတယ်လို့ကျွန်တော်တို့ထင်နေရတာ ဖြစ်ပြီးတော့တကယ်တမ်းဟာပုံမှန်အားဖြင့်လည်းအဲ့ဒီလိုမျိုးကြားလေးရှိတယ်အထူးသဖြင့်ပြောင်းရွှေ့ခြင်းညှိနှိုင်းတာညှိမရတဲ့အခြေအနေမှာဆိုရင်ဒီပုံစံအတိုင်းကိုတထည်ရတဲ့ကြားလေးရှိတယ်ဒါပေမဲ့အခုခေတ်မှာကဒီအပြောင်းရွှေ့တဲ့တင်ကတနေ့တည်းမှာတင်တယောက်တည်းရဲ့တင်ကို၅ချိန်လောက်တက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပို့ပြီးတော့ကြားလေးထင်ရတယ်ပေါ့နော်အဲ့တော့ဒါကြားတင်ကြားထိုက်တဲ့ပုံစံအတိုင်းကြားနေတယ်ကျွန်တော်ရဲ့အယူဆအရတော့အချိန်တန်ရင်ဒါပြီးပြတ်သွားမယ်ပေါ့နော်ပြီးပြတ်သွားမှာဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ရဲ့ပြောင်းရွှေ့ခြင်းတွေကိုဆွေးနွေးတဲ့နေရာမှာကြာနေတာလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ် ဒီ player နဲ့ပတ်သက်ပြီးတော့ဒီလာစာပိုင်းဆိုင်ရာကလည်းပြဿနာမဟုတ်ဘူးအဓိကကပြောင်းရွှေ့ခြင်းညှိနေတာပြောင်းရွှေ့ခြင်းညှိနေတဲ့နေရာမှာလည်း Liverpool ဟာမပေးနိုင်တာမဟုတ်ဘူးဒါပေမဲ့ပေးတဲ့ structure တွေကိုညှိတဲ့သဘောတရားတွေအများကြီးပါလာတယ်အဲ့တော့ဒီ video ကနေတင်ဆက်ပေးသွားမှာအဲ့ဒီအကြောင်းတွေဖြစ်ပါတယ်အဲ့တော့ဒီအရာကိုကျွန်တော် Daniel G Yee's ရဲ့ Dan Dees book ပေါ့နော်ဒါကဘာပန်အင်မတန်ကြော်ကြားတဲ့အကြော်ကြားဆုံး transfer နဲ့ပတ်သက်တဲ့စာအုပ်ဖြစ်တယ်အဲ့ဒီတွေကအချက်တွေကိုကိုးကားပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ထုံးစံတိုင်းပဲပေါ့နော်အဲ့တော့ဒီစီရာအပြောင်းရွှေ့ပြုတ်လုံးမယ်ဆိုရင် ပေါင်တန်း150ယူတန်း150ဒီရောဒီဘက်ကယူတန်း150ပြီးဒီဘက်က150ယူအဲ့လိုသွားလာမဟုတ်ပဲねယူတန်း150ကိုအစိတ်စိတ်အမှွာမှာခွဲပြီးတော့ဒီ amortization ပြုလုပ်တယ် cash flow ပြုလုပ်တယ်ပြီးတော့ဒီ financial report အတွက်ပြုလုပ်တယ်ပေါ့เนาะအဲ့တော့ဒီအရာလေးတွေရှိနေတဲ့အခါမှာအခုလိုမျိုးစံကြမှုတွေဖြစ်လာတယ်အဲ့တော့ amortization အကြောင်းကိုတော့ကျွန်တော်ရှေ့ဗီဒီယိုမှာလဲတာအနည်းငယ်ပြောခဲ့ပြီးသွားပြီအဲ့တော့ amortization ဆိုတာကဒီ၅နှစ်စာချုပ်ချုပ်အဲ့၅နှစ်ကို ဒီပေါင်ပေါင်တန်းတရာပေါ့နော်ကစားသမားတရာယူတန်းတရာဆိုရင်ငါတို့စာချုပ်ချုပ်မယ်အဲ့ဒါဆိုရင်တစ်နှစ်ကိုယူရိုတန်း20စီခွဲစိတ်လိုက်တာဖြစ်တယ်ဒါပေမဲ့အဲ့ဒါက cash flow ထဲမှာပေါ့နော်ဒီ financial အဲဒဲကိုသွားတဲ့အချိန် financial report တွေကိုသွားတဲ့အချိန်မှာတော့အဲ့ဒီလိုမျိုးသွားတယ်ဒါပေမဲ့ cash flow မှာအဲ့ဒီလိုမသွားဘူး cash flow ကိုဒီပတ်စံပေးရဲ့ပေးချေမှုနဲ့ပတ်စံတကယ်တမ်းပေးချေမှုနဲ့ခုနက ပန်နာရေး financial report သဘောတရားဟာလမ်းကြောင်းတစ်ခုခွဲသေးတယ်အဲ့တော့ဒီအချက်ကအင်မတန်အရေးကြီးတယ်ဒါအများသောအဖြစ်ကျွန်တော်တင်ပြလိမ့်မရှိပေမဲ့ဒီနေရာမှာပို့ပြီးတော့ရှင်းလင်းအောင်လို့ဒါတင်ပြခြင်းဖြစ်ပါတယ်အဲ့တော့ဒီလိုလမ်းတစ်ခုခွဲသေးတယ်အဲ့တော့ amortization ဟာဒီတန်တရာဆိုရင်ဒီလိုသွားတယ်ဒါပေမဲ့တကယ်ဒီစီမှာတန်တရာကိုအဲ့လို20 20 20ခွဲပေးရင်ဒါရောင်းတဲ့အသင်းကတုံးတက်လိုက်ရမှာပေါ့အဲ့လိုမျိုးခွဲပေးလို့တော့မဟုတ်ဘူးအဲ့တော့ cash flow ကိုဘယ်လိုပေးမလဲဆိုတော့ကျွန်တော်တို့ညှိနှိုင်းရတယ်ဒီဘက်က amortization ကိုလို့ချင်းတို့လို့လုပ်လို့ရတယ်ဒါပေမဲ့ဒီဘက်မှာတော့ တခြားပါတီတွေပါတဲ့အတွက်လုံးလို့မရဘူးအဲ့တော့လုံးလို့မရတဲ့အခါမှာကျွန်တော်တို့ညှိနှိုင်းကြတယ်ဘယ်လိုညှိနှိုင်းလဲဆိုတော့ဥပမာပေးရရဲဒါ Sport Illustrated Media ရဲ့တင်ပြချက်အရာဒါ Nicholas Pepe ရဲ့ Arsenal ဝယ်ယူခဲ့တယ်ပေါ့နော်ပေါင်82သန်းအသုံးပြီးတော့ဝယ်ယူခဲ့တယ်အဲ့တော့ Nicholas Pepe ရဲ့ပေါင်82သန်းကိုကျွန်တော်တို့ခွဲခြားစိတ်ပြကြည့်ရင်ပထမနှစ်မှာသန်း20ပေးတယ်နောက်ထပ်၄နှစ်မှာတော့73စီပေါ့တနက်ကို73စီနဲ့73လေး50နဲ့အဲ့တော့50နဲ့20နဲ့ပေါင်းတဲ့အခါမှာ82သန်းဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့ဒါပေးချည်တယ်ဒါပေမဲ့ ဒီဘက်က amortization နဲ့မှာအဲ့လိုမဟုတ်ဘူး9နှစ်နဲ့9နဲ့ခုန82ကိုစားလိုက်တာဗောနော်အဲ့တော့အဲဒီပမာဏတစ်ခုရလာမယ်ဗောဒါပေမဲ့ထိတ်ဆုံးဒီကြေးကအဲ့လိုမျိုးမသွားဘူးဗောလေအဲ့တော့များသောအားဖြင့်ဒီ D စီဟာထိတ်ဆုံးဗောနော်ဒီ9နှစ်ဆိုရင်2နှစ်ခွဲ2နှစ်ခွဲခွဲလို့ရအဲ့တော့အရှိမ50%လောက်ရအောင်ပေးချေသိရှိကြတယ်အဲ့လိုပုံစံမျိုးနဲ့ဒီရောင်းတဲ့အတင်းကလည်း အဲ့လိုမျိုးပုံစံမျိုးရအောင်တောင်းတာပေါ့နော်အဲ့တော့လက်ရှိအခြေအနေမှာဆိုရင်ဒါ Florian Vaz ကို Liverpool ဟာ Euro တန်း150ထက်ပေးချေဖို့စိတ်ကူးမရှိဘူးဆိုပြီးတော့ဒါအပြောင်းရွှေ့သတင်းတောက်ယုံကြည်ရတဲ့သတင်းတောက်ဖြစ်တဲ့ David Onstein ဟာပြောကြားထားတယ်ပေါ့နော်အဲ့တော့ဒီအတိုင်းပဲကျွန်တော်လည်းယုံကြည်တယ်ပြီးတော့လက်ရှိအချိန်မှာဒါ second bit ပေါ့နော်အရေးပါတဲ့ second bit ကိုရောက်လာပြီအဲ့တော့ပထမအချိန်မှာဒါပေါင်တန်း100နဲ့စကန်လန်းလာ ပေါင်တန်းတရာဆိုယူရို118.4တန်းပေါ့နော်ယူရို118.4တန်းစကန်နေတယ်ပြီးတော့နောက်ထပ်တစ်ဆင့်မှာတော့ယူရို130နဲ့လေးလား136လားအဲ့ဝန်းကျင်ထပ်ကန်လန်းထားတယ်လက်ရှိမှာကျွန်တော်တို့သိထားရတဲ့ကန်လန်းမှုကအဲ့ယူရို130နဲ့40ကြားတဲ့ကန်လန်းမှုဖြစ်တယ်ပြီးတော့နောက်ထပ်တစ်ဆင့်တက်ရင်တော့ယူရို150အထိဒါဂိတ်ဆုံးအဲ့ဒါလီဗာပူးသွားမယ်ဂိတ်ဆုံးအဲ့ထက်ပို့ပြီးတော့ လိုက်ဖို့မရှိဘူးပေါ့နော်လီဗာပူးဘက်ကအဲ့လိုပြည့်ပြည့်သာသာရှိနေတယ်အဲ့တော့ဒီအပြောင်းရှိရာအချိန်တန်ပြီးသွားမှာပဲဒါပေမဲ့ဘာဖြစ်လို့အဲ့လိုကြာနေရလဲဆိုတဲ့သဘောတရားလေးတစ်ခုကိုရှင်းပြချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဟာပြောင်းရွှေ့ကြည့်ပေးချေတဲ့သဘောတရားအဲ့တော့ဒီဒီလက်ရှိအခြေအနေမှာဆိုရင်ဒါထိတ်တိုက်တွေတွေ့နေကြပြီထိတ်တိုက်တွေးဆောင်ကြပြီပေါ့နော်ထိတ်တိုက်တွေးဆောင်နေပြီးတော့ညှိနှိုင်းနေကြပြီအဲ့တော့ဒါဟာဒီဒုတိယမြောက်တွေးဆောင်ခြင်းဖြစ်နေဖြစ်မှာဒါပေမဲ့အဲ့လိုဒုတိယမြောက်တွေးဆောင်ခြင်းမတိုင်ခင်မှာ ဒီတောင်းနဲ့ချီတဲ့ message တွေတယောက်နဲ့တယောက်နဲ့အပြန်အလှန်ပို့ထားတာတွေ email တွေထုံးစံတိုင်းပေါ့ဒါ corporation တွေရဲ့ဒီလုံရိုးလုံးစင်အတိုင်းပေါ့နော်အဲ့ဒီအရာတွေအများကြီးရှိတယ်ပြီးတော့ဖုန်းခေါ်လို့မကင်တာတွေရအစဒီအငြင်းတန်းကျွန်တော်တို့က formal အတိုင်းကြီးအရာလုံးဖြစ်နေရမှာမဟုတ်ဘူးအဲ့လိုမျိုးဒီကမောက်ကမဖြစ်ရလေးတွေ daily ပေါ့နော်ကျွန်တော်တို့လည်းဒါ ြီးမားတဲ့ company ကြီးမှာလုပ်ခဲ့ကြဘူးဒါပေမဲ့အဲ့ကြီးမားတဲ့ company ကြီးမှာလည်းအဲ့လိုအလွဲချော်လေးမျိုးစုံမျိုးစုံမျိုးစုံချိုးကုန်ရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီသဘောတဘာဝတွေအကုန်လုံးဟာဒီ transfer တွေမှာပဲပါဝင်တယ်ဒါပေမဲ့ကျွန်တော်ပုံမှန်အဖြစ်ပြိသက်တွေကတော့ဘောလုံးပြိသက်တွေအများစုကဘောလုံး gain တွေလည်းဆော့ကြတယ်ပေါ့နော်အဲ့တော့ဘောလုံး gain တွေဆော့ကြတဲ့အခါမှာတော့ဒီ process တွေမပါဝင် gain တွေမှာတော့မြန်တာ ਉਹ အဲ့တော့မြန်တဲ့အခါမှာပြီးတော့ဒီ shift ခစ်တောင်းကဆိုရင်ဒီသတင်းတွေတင်ဆက်တဲ့အခါမှာဒီ မကြိုင်းလည်းမကြိုင်းရအောင်ကြိုင်းရင်လည်းဘတ်ဘတ်ဘတ်ဆို၃ချက်လောက်ပဲကြားရပြီးတော့ကျွန်တော်တို့ပြီးသွားတော့ဒီနောက်မှလုံနေတဲ့ဒီ process တွေကကြတော့အပုံမှန်အဖြစ်သိရလည်းမရှိဘူးเนาะဒါခုနကလို Daniel G လို့မျိုးဒီတကယ်ဒီ sports lawyer အားကစားရှင်းတွေတယောက်ကဒါထုတ်ပြီးတော့ရေးမှသာလူတွေသိကြတာပေါ့เนาะဒီဒီစီတွေမှာပါခဲ့ဘူးတဲ့လူတွေရှိမှသိကြတာပေါ့အဲ့တော့ရှင်းတွေလည်းပါတယ်ပြီးတော့ဒီ fever ကလည်းပါဝင်တယ်တပ်ပါတီတချို့တပ်ပါတီပိုင်ဆိုင်မှုတွေရှိရင်တပ်ပါတီလည်းပါဝင်တယ်ပြီးတော့ agency လည်းပါဝင်တယ်အဲ့တော့ဒီနေရာမှာ parties တွေကအများကြီးပဲရောင်းတဲ့အသင်းဝဲတဲ့အသင်း agents 3 3ဖက် agents ကစားသမားကိုကူစားပြီး3 3ဖက်အပြင်တခြားသော mechanism တွေလည်းပါဝင်တယ်အဲ့တော့ဒီအခါမှာ Liverpool ဆိုအခုဆိုရင်ဒါစစ်စစ်ဖို့အတွက်အသင့်ပြင်လာတယ်တကယ်လို့စစ်စစ်တာမအောင်သူတို့မကြိုက်ဘူးဆိုရင် Florian Vaz ကလည်းရောက်မှာမဟုတ်ဒါပေမဲ့အောက်မှာပါလက်ရှိဒီ Florian Vaz ရဲ့ကြံ့ခိုင်မှုအနေထားရဒါပေမဲ့ကျသွားခဲ့တဲ့ကစားသမားတွေလည်းအများကြီးရှိတယ်ဒါ Nabi Fekir တို့လို့ကစားသမားတွေပေါ့နော်အဲ့တော့ဒီဟာလည်းအရေးပါတယ် mechanism တစ်ခုရှိရပြီးတော့ FIFA ဘက်ကလည်းရှိသေးတယ်ပြီးတော့ FIFA ဘက်ကဒါ TMS ဆိုတဲ့ system ပေါ့ transfer matching system လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဒါ international transfer certificate ဆိုတဲ့ ITC အဲ့ transfer matching system တွေကိုထည့်သွင်းဖို့လည်းလိုသေးတယ်အဲ့ international transfer certificate လည်းအင်မတန်အရေးကြီးတယ်အဲ့တော့ဒီအရာတွေအကုန်လုံးဟာဒီအပြောင်းရွှေ့ညှိနှိုင်းနေတဲ့အချိန်တွေမှာဒါညှိနှိုင်းနေရဆွေးနွေးနေရဖြစ်တယ်ဒါ Florian Vass ာ Germany International မဟုတ်လို့ဒါဒီထားပါတော့ Thai လို့နိုင်ငံကစားသမားဆိုရင် ဝေါ်ပါမင်နဲ့ပတ်သက်တဲ့ဇွန်ွေမှုတွေညှိနှိုင်းမှုတွေလုံးစီရတဲ့ခေါင်းခဲစရာအများကြီးရှိသေးတယ်။တစ်ချိန်တည်းမှာလီဗာပူးအသင်းဟာဒီဝယ်ယူမှုပဲလုပ်နေရမှာမဟုတ်ဘူး။သူတခြားဘက်မှာသူဖရင်ပေါင်ခေါ်တယ်။ဒါကာကက်ကိုလိုက်နေတယ်။ပြီးတော့သူအသင်းရောင်းမဲ့ကစားသမားတွေဖြစ်တဲ့ဒါဒါဝင်နူညက်စတိုရဲ့အယောင်ကိစ္စကိုလည်းသူတို့စီမံခန့်ခွဲနေရသေးတယ်။တစ်ချိန်တည်းမှာဒါလူးစ်ဒီယက်စတိုလို့ရောင်းကျင်လာလားမရောင်းကျင်လားသွားကျင်လားမသွားကျင်လားမကွဲပြားသေးတဲ့အခြေအနေတွေကိုလည်းခြင်တွေ့ရသေးတယ်။အဲ့တော့ တကယ်တော့ဘောလုံးအသင်းတသင်းမှာဝန်ထမ်းတွေကအများကြီးရှိနေရတော့မဟုတ်ဘူးအဲဒီ내ပါတဲ့ပမာဏလေးနဲ့လှုပ်လှုပ်တာပေါ့နော်ဘောလုံးအသင်းတွေကဒါကြောင့်မလို့အဲဒီလိုကြာမြင့်မှုတွေရှိတယ်အဲ့တော့ဒီ Dandy စာအုပ်ထဲမှာတော့ဒါ chapter 2မှာဒီအကြောင်းတွေအသေးစိတ်ပါဝင်တယ်ပေါ့နော်ကျွန်တော်ကတော့ဒါကိုချုပ်ပြီးတော့ပြီးတော့တခြားသော scenario နဲ့ပေါင်းပြီးတော့အဲဒီကြီးစုတဲ့လူတွေပုံမလွယ်ကွာအောင်လို့ဒါတင်ပြပေးခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ Florian Vas အနေနဲ့ဒီသဘောတရားလေးတွေရှိနေတာဖြစ်တယ်အဲ့တော့အဲဒီ cash flow နဲ့ ဒီ amortization သဘောတဘာဝနဲ့မတူမတူဆိုတာလည်းဒါအရေးကြီးတဲ့အချက်ပေါ့နော်အဲ့တော့လက်ရှိအချိန်မှာတော့ဒါတန်150နဲ့တည့်သွားရထားပါတော့တန်150နဲ့တည့်သွားရဆိုရင်လီဗာပူးရဲ့ဒီ financial books financial reports တွေမှာ amortization ကိုခွဲလိုက်ရင်ဒါလွယ်တယ်ဒါပေမဲ့လီဗာပူးစင်ကြတော့အဲ့တန်150ကိုမင်းတို့ငါ့ကိုဘယ်လိုပြီးမှာလဲပထမဆုံးကဘယ်လောက်ပြီးမှာလဲအဲ့မှာကြီးညှိရပြီညှိရတဲ့အခါမှာဒါစကားကြီးဒါအခြေအတင်ပြီးတော့အသင်းရဲ့လက်ရှိအခြေအနေအဲ့လိုမျိုးပေါ့နော်အားပြန်ရတာတွေအများကြီးရှိရတဲ့အတွက်ဒါကတော့ကြာရခြင်းဖြစ်တယ် ဒါအပြင်ဒီအသင်းတွေရဲ့ဒီခုနတန်တရာ90လေးမှာ150လုံးကပြောင်းရွှေ့ခြင်းမဟုတ်ဘူး150လုံးမဟုတ်ပဲ performance based bonus တွေပါတယ်ပေါ့နော်အဲ့တော့ခုနောက်ပိုင်းမှာအသင်းတွေကအဲ့ဒီပုံစံ risk management ပေါ့ ခြေစွဲမပြနိုင်တဲ့ကစားသမားကဘာဖြစ်လို့ပေးရမှာလဲဆိုတဲ့ပုံစံနဲ့အတူအဲ့ဒီဒီပြောင်းရွှေ့စာချုပ်တစ်ခုကိုအမျိုးမျိုးစိတ်ပိုင်းတာလေးပါလာအဲ့တော့ performance bonus တွေအများကြီးပါတယ်အဲ့တော့ဒါ continue အပြောင်းရွှေ့တော့ဆိုရင်အဲ့ကျွန်တော်တို့သိရတော့တန်ပေါင်တန်140ကျော်လောက်အထိသတ်မှတ်ကြရတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ပေါင်တန်120လောက်ပဲသွားရဲဆိုပြီးတော့ဒီအချက်လက်တွေကပြဆိုနေတယ်။အဲ့ဒီမှာမှပေါင်တန်80ကိုပဲဘာစီလိုနာလီဗာပူးကိုပေးရတယ်။ဘာစီလိုနာလီဗာပူးကိုပေးရတယ်။အဲ့ပေါင်တန်80ကိုဘယ်လိုမျိုး cash flow ခွဲလဲတော့ကျွန်တော်တို့အသေးစိတ်မသိရသေးဘူး။ဒါပေမဲ့ 80ပဲပြည်ရကျွန်တော်40ကကြတော့ performance related အဲ့ performance related ထဲမှာဘာလွန်တော့ရတာမျိုး champion league ရတာမျိုးပါတယ်အဲ့တော့ champion league ရတာမျိုးမှာလည်း Barcelona ကိုမသုံးဆိုရင် Bayern Munich ကိုငှားချလိုက်တယ် Bayern Bayern Munich မှာရတယ်ဆိုရင်အဲတကယ်လို့စာချုပ်ထဲမှာအဲ့လောက်အသေးစိတ်တွေ white တဲ့ဟာမပါဘူးဆိုရင်တော့ပေးကြမလို့ဘူးပေါ့နော်အဲ့လိုမျိုးအသေးစိတ်လေးတွေထပ်ပြီးတော့ရှိသေးတယ် clauses တွေပေါ့နော်အဲ့တော့ Manchester United ကမှ CL ခေါ်တော့ဆိုရင်ဒါဘာလွန်တော့ရရင်ဘလောက်ဘလောက်ဆိုပြီးတော့အဲ့လိုမျိုး ထပ်ပေးမဲ့နောက်ထပ် clause တွေက1 2 3 4 5အဲ့လိုမျိုးအများကြီးရှိတယ်ကို10ကိုသွင်းဘလောက်ကို20သွင်းဘလောက်ကို30သွင်းဘလောက်ကိုသွင်းပြင်ရရင်ဘလောက်ဘာလွန်တော့ရရင်ဘလောက် Manchester United Premier League ရရင်ဘလောက်ပေါ့နော်အဲ့အဲ့ဒီမှာဘလို့မှမဖြစ်နိုင်တဲ့အရာကြီးရှိရယ်ဘာလွန်တော့ရရတယ် Premier League ရရတယ်အဲ့ဒီအချိန်တော့ပါပေါ့နော်အဲ့တော့အဲ့ဒါကြီးဖြစ်ခဲ့တဲ့အတွက်ဈေးဟာကျွန်တော်တို့ပထမဆုံး media ထက်တက်လာတဲ့ဈေးလောက်မကြီးခဲ့ဘူးအဲဒီတော်တော်လေးတက်တာသွားတယ်ပေါ့နော်တော်တော်လေးတက်တာသွားတဲ့အချိန်တွေမှာရှိရယ်အဲ့တော့အဲ့ဒီလိုမျိုးပုံစံမျိုးဖြစ်အောင်လို့နောက်ပိုင်းမှာ these time မှာ ြောင်းရွှေ့ခြေတိုင်းမှာအဲ့ဒီသဘောကိုကျွန်တော်တို့မြင်ရတယ်။အခုအချိန်မှလည်းအဲ့အရာတွေလည်းပါတယ်။အဲ့တော့အဲ့လိုမျိုးထဲ့သွင်းစဉ်းစားရတဲ့အချက်တွေအများကြီးပဲ။ဥပမာ Florian Vaz ဆိုတဲ့ကစားသမားမျိုးဟာဘလွန်ဒေါ်ကိုအမှန်တကယ်မှန်းနိုင်တယ်ပေါ့နော်။အော်ဒီ Marseille လည်းမှန်းနိုင်ခဲ့ပါတယ်။သူရဲ့ဒီပင်ကိုခြေစွမ်းအရာပေါ့နော်။အဲ့တော့အဲ့ဒီလိုပဲ Florian Vaz ဆိုလည်းအဲ့ဒီပုံစံလေးရှိတယ်။အဲ့ဒီပုံစံလေးရှိတဲ့အခါမှာအဲ့အရာတွေထပ်ပြီးတော့ညှိရပြန်တယ်။အဲ့တော့ဒါကြောင့်မလို့ညှိကြရတဲ့အများကြီးပဲ။ပြောင်းရွှေ့ခြေတဲ့သွားရင်တော့အဲ့ပြောင်းရွှေ့ခြေကိုဘလို့ခွဲစိတ်ပါလဲဆိုတဲ့အကြောင်းတွေထပ်ညှိရတာဖြစ်တယ်။ ဒါကြောင့်မလို့ကြာနေရခြင်းဖြစ်ပြီးတော့အာဒီအကြောင်းကိုအခြေပြုလို့ဒါပြောင်းရွှေ့တွေလှုပ်ရှားပုံအကြောင်းပြောင်းရွှေ့ကြွေးခွဲဝေပုံအကြောင်းတွေကိုကျွန်တော်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်အမေဆိုလို့အနေနဲ့လည်းဒါဒီဗီဒီယိုနဲ့ပတ်သက်ပြီးဆွေးနွေးကြတာရှိရင်သို့မဟုတ်ဒါနောက်ထပ်အပြောင်းရွှေ့နဲ့ပတ်သက်တဲ့မေးခွန်းတွေရှိရင်ကွန်မန့်မှာမှတ်ပေးသွားခဲ့ဖို့ဖိတ်ခေါ်ကြပါတယ်ကျေးဇူးအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ